ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့အာရခခရင်ခရင်ဒေတာလူပိုင်းဆောင်ဖြစ်ပြီးအမေရိကန်မှပင်လယ်တွင်းမှစစ်တမောတွေနဲ့အကူအညီပေးနိုင်မလားစသည်ဘာလို့တော့ပြောရတော့ဒီပြချက် မင်္ဂလာပါရှင်အခုကြောင်ရံရဲ့ပသက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင်ဒီရဌာနချုပ်ကိုဒီနေ့ PWN က short လိုက်တုံးနဲ့ထပ်ပစ်ပါတယ်မနေ့ကတောင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဲစစ်ထားတာချုပ်တွေနဲ့လေရက်တွေအတီးတီးဆော့ပလော့တီးခံရပြီပြို့အထူးကွန်မန်ဒိုချီမူရီတပ်ဖွဲ့ကြီးနေရာအနှံ့မှာတိုင်းစစ်ဌာနချုပ်နဲ့လေရက်ဌာနချုပ်တွေကိုအာရပါရဆော့ပလော့တီးနေလိုက်တာများပြည်သူတွေကပြောတာပေါ့နောက်တစ်ခုက no flying zone ဖြစ်လာတော့မယ်အာခတ်တတ်တော့အေးသိမ့်ပိုက်ထားတဲ့ရခိုင်ပြည်နယ်ဒီကနေ့လူသားရေးစာမှုဆိုင်ရာအကူအညီများပေးအပ်နိုင်ရန်ကုလသမဂ္ဂရဲ့စင်ကြံပလက်ဖောင်းတစ်ခုအစီအစဉ်နဲ့ကွန်တိန်နာတွေစဝင်နေပြီလို့အကြံဉာဏ်သိရတယ်ဒီဒေသတွေက no fly zone ဖြစ်လာလိမ့်မယ်ဆိုတော့ အကဲဖြတ်ချက်တွေရှိပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့မူဝါဒနဲ့မြေပြင်တပ်ဖွဲ့များအုံပြုတ်ခြင်းမလုပ်ဘဲရခိုင်ပြည်နယ်တစ်ခုလုံး no fly zone အမေရိကန်ဂျီရက်စစ်သမောတွေနဲ့အကာအကွယ်ပေးမလားဆိုတဲ့ကိစ္စအင်မတန်အရေးကြီးပါတယ်။ဒါတွေကိုဆက်ပြောမှာဖြစ်ပြီးဒီရက်ပိုင်းမှာအငင်းပွားနေရတဲ့ ရန်ကုန်ပလက်ဖောင်းဆိုတဲ့ဂျာကာလာစီမံအုပ်ချုပ်ရေးအစီအမံရေးဆွဲရေးကော်မတီရန်ကုန်မြို့အတွက်အင်တာနက်ဆာမျက်နှာပေါ်မှာဝိပန်းတန်းတော်တော်များများညံနေတယ်ဆိုတဲ့ကိစ္စရက်တွေအပြင်ရှောင်းချင်းမြင့်ဒီနေ့ပြောထားတဲ့ဇကားတွေမှာတကောင်တက်ညံမနဲ့တော့ဘူးပြုစစ်ကိုယ်သားအနိုင်တိုက်ကြပါဆိုတဲ့အခြေခံအယူဆပေါ်အမိပြုတ်ကကိုသိမ့်မြရဲ့ တရုတ်ဘာချိုးချိုးလဲဆိုရင်အပိုင်းလေးထဲမှာတရုတ်ကိုတိုက်ရင်ကျွန်တော်တို့ပေးဆက်မှုကြီးလိမ့်မယ်တရုတ်ကိုစလေတိတ်ရှင်ကျင်းမြမတမိုင်းကိုကောင်းကောင်းမတင်ခဲ့ရဘူးအိမ်စာမကြည့်မကြည့်တာလားမကြည့်ချင်အောင်စောင်းတာလားမသိတာလားမသိချင်အောင်စောင်းတာလားဒါမှမဟုတ်တရုတ်အစိုးရရဲ့မူဝါဒကိုအကောင့်ထဲပေါ်နေတာလားဒါဆိုရင်တော့တရုတ် ငါးပါးမှောက်ပြီးစံပြုတ်တောက်ရမယ်အရေးကြိုတွေးကစိုးရိမ်လို့တိုးနဲ့ဆက်ဆံရေးကောင်းအောင်လုပ်ကြမလားဆိုတဲ့စဉ်းစားချက်တွေဒါတွေဒီနေ့အများအပြားရှိနေပါတယ်အဲ့တော့အဓိကပြောချင်တဲ့ကိစ္စကတော့ no fly zone ကိစ္စကိုကျွန်တော်အရင်သုံးသပ်ပြပါမယ် no fly zone နဲ့ပတ်သက်ပြီးရခိုင်ပြည်နယ်လူသားချင်းစံနှုန်းဆိုင်ရာအကူအညီများကိုပေးအပ်မဲ့အစီအစဉ် ဒီကနေ့စတင်နေဆိုတဲ့သတင်းတွေထွက်လာပါတယ်။ဘယ်စောက်တောက်ကူမှအတိပေးတာမရှိပဲအာရကတ်တောအီနဲ့ညီနိုင်ဆောင်ရွက်ပြီးဘင်္ဂလားရှိဘင်္ဂလားဒေ့ရှ်ထိပ်ပိုင်းကောင်ဆောင်များအစိုးရအဖွဲ့နဲ့အာရကတ်တောအီတို့သဘောတူညီမှုနဲ့အတူကုလသမဂ္ဂနိုင်ငံဆိုင်ရာဟောကုလသမဂ္ဂဆိုင်ရာပေးရကူညီမှုတွေနဲ့ပတ်သက်ပြီးဒီကနေ့စတင်တဲ့အခြေအနေတွေကျွန်တော်တို့တွေ့ရပါတယ်။အဲဒါ ဆိုတော့က no fly zone ဖြစ်လာနိုင်လားဆိုတဲ့ကိစ္စအမေရိကန်တပ်တွေကတော့ဝင်ရောက်တိုက်ခိုက်မှာမဟုတ်ဘူးလို့တော့အကြံဉာဏ်သိထားရပြီအငတ်ဘေးစိုက်နေတဲ့ရခိုင်လူလူရဲ့ Ranger တသိန်း၈000ကိုပထမတုံနေတဲ့နေရာချပေးဖို့ no fly zone ကြီးညာချက်ကိုစစ်ဗျူဟာအရဘင်္ဂလားဒေ့ရှ်တစ်တဲ့နဲ့ကုလသမဂ္ဂသက်ဆိုင်ရာကိုယ်စားလှယ်တွေနဲ့ ပူပေါင်းပြီးထုတ်ပြန်ကြေညာလိုက်မယ်ဆိုတဲ့သတင်းကြီးထွက်လာတယ်။အဲ့တော့ချိန်ခိုင်းမီနေကိုအကယ်၍ no fly zone တတ်မှတ်ရင်မင်း online ဖက်စစ်တက်ကနားမထောင်ပဲတရုတ်ရဲ့အမြောက်ပေးမှုကြောင့်လင်းရင်နေပြန်တမ်းပြီးပြစ်မယ်ကွာလို့ဆိုလာခဲ့ရင် American လေတက်ကအသုံးပြုမဲ့စစ်သင်္ဘောတွေကိုစိတ်မတင်နားမှာခြားလာလိမ့်မယ်လို့အကြံဉာဏ်ပြီးတွတ်ဆလို့ရပါတယ်။အဲ့တော့ American စစ်သင်္ဘောတွေ ပေဒိန်ဒုံးကြည်ဖြတ်သင်းမောတွေအစရှိတဲ့ရေဒါစနစ်ပေါင်းဆက်ပစ်ကတ်ထိန်းချုပ်ရေးစနစ်တွေအမျိုးမျိုးသော ဝေဟင်ပစ်ဒုံးကြည်တွေပေါင်းဆက်အသုံးပြုပြီးအကွာဝေးတစ်ခုထိတိုက်ခိုက်နိုင်တဲ့ဂျားဖြတ်ဒုံးကြည်များနီးပညာများစနစ်များပါဝင်လိမ့်မယ်လို့ကျွန်တော်တို့ယူဆလို့ရပါတယ်အဲ့တော့အာကတ်တတော်ကြီးဟာ ရခိုင်ပြည်နယ်65ရာခိုင်နှုန်းလောက်တိမ့်ပတ်ထားပြီးတဲ့အခြေအနေပါရခိုင်ပြည်နယ်ရွှေဂျာရီကိုပြန်လဲခြားတိုင်းစီမံကိန်းဟာရခိုင်ပြည်နယ်တကူလုံးမလာချက်ပဲလေတဲ့လေမပြန်တမ်းရစုံအဖြစ်အရင်ဆုံးထိ ंछ ုပ်ခံရမယ့်အခြေအနေကိုတော့တွေ့နေရပါတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်ကမြို့သားလုံခြုံရေးအကြီးတန်းအရာရှိတွေ UK ကိုဒီနေ့ထွက်ခွာတယ်လို့ကျွန်တော်အကြမ်းမြင်သိထားရပါတယ်အဲ့တော့ဒီနေ့ဆိုရင်ကနဦးထောက်ပံ့ရေးပစ္စည်းတွေဆိုတဲ့ဖို့အုပ်ထားသောကွန်တေနာတွေဟာဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံဇက်ကိုဖျက်ဆီးပို့ဆောင်နေပြီလို့တရင်နေကြနေရပါတယ်အဲ့တော့ဘင်္ဂလားဒေ့ရှ်တက်မတော်ဆိုတဲ့တက်ကအဓိကလှုပ်ဆောင်နေတာက တကနဲ့မြို့ရဲ့မြောက်ဘက်ကီလိုမီတာ30အကွာစီခါလီဒေတာဒီဒေတာမှာတည်တဲ့နေရာတစ်ခုရွေးချယ်ပြီးတော့ရခိုင်တပ်တော်အေရာထောက်ပံ့ရေးပစ္စည်းတွေပေးအပ်မယ်လို့ကြားရတယ်။ American နိုင်ငံသားကြီးဝန်ကြီးနဲ့ sorry American နိုင်ငံသားကြီးအရာရှိတွေဘင်္ဂလားဒေ့ရှ်မှာဆက်ရှိနေပါသေးတယ်။15ရက်လောက်ရှိမယ်လို့ကျွန်တော်တို့ကြံပြင်သိရတယ်။စစ်တကောင် တောင်တန်းဒေတာမှာတက္ကနတိရှေလျားသောနေဆက်ဒေတာတွေကိုလှည့်လည်နေလို့အရင်မြင်သိရအောင်အဲ့တော့ဒီအခြေအနေမှာကျွန်တော်တို့လက်ရှိ UN ဒေတာကို sorry ရခိုင်ဒေတာကိုထောက်မှကယ်ဆယ်ရေးရှင်တွေလာပြီအပြောင်းလဲတွေကကြီးကြီးမားမားဖြစ်လာတော့မယ် ီကာလမှာရကန်တပီနေလုံးကိုခုံနေအားနဲ့တွင်းနဲ့ချွေးနဲ့တိမ့်ပိုက်လာတဲ့အာခတ်တတော်ရဲ့အသည်အပွင့်ခံစားနေရရပြီတဆက်ဆက်ထဲမှာလူတော်လိုင်းရေးဟာဒီလိုင်းလုံးကြီးဟာစစ်ကောင်စီအခက်အေးအချက်ဖြစ်ခဲ့ပါတယ်ထပ်ပြီးတော့တဆယ်နှစ်ဆက်ကွန်စစ်စင်ရေးဟာလေဖက်စစ်တဲ့ရန်လို့ အခက်တွေ့စီပြီးအာကတ်တတော်အေးရဲ့အချက်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်မို့အာကတ်တတော်အေးအေးဟာချက်ချက်လက်ချက်စုပ်ကိုင်ပြီးရကန်တပြင်းရုံးကိုတိမ်ပတ်နိုင်ခဲ့ပါတယ်။သုံးမျိုးနေပဲရှာမှာတော့လေ။ကြောက်ဖြူကတော့တဘာဝတံွေပိုင်လိုင်းကြီးဆ ਾਇ ရနေရာဖြစ်ပြီးတော့တရုတ်ရဲ့ဖီအားရှိတာကြောင့်ဖြည်းဖြည်းမှန်မှန် တို့ထိနေရတယ်ပေါ့ဗျာအခက်ခဲတွေဘလို့ပဲရှိနေတာရှိနေဈေးကောင်မှုအခါတတ်တော်အေးအေးဟာတစ်ဆယ်နှစ်ဆက်ကွန်မှာတော့အလုံးရှင်းနဲ့ဝင်ဆောင်ခဲ့ပြီးတော့ဒီနောက်ပိုင်းမှာဖြည်းဖြည်းမှန်မှန်သွားလာပါတယ်တမိုးကြောင့်တိုက်ပွဲကြီးတွေဆင်နွှဲလာနိုင်တဲ့အခါတတ်တော်အေးအေးဟာပြောင်းပြောင်းလာတဲ့နီးမြူဟာထိုးစစ်တွေနဲ့ဖက်စစ်တပ်ကိုတူးတဲ့အတိုင်းနဲ့တိုက်နိုင်လာတဲ့အနေထားမောင်းတော့နတ်ခတ်ခလေးမှာ ပြည်သူလူထုရဲ့တခဲနဲ့ထောက်ခံမှုနဲ့အုတ်ချုပ်ရေးရန်ရားဖို့ပါရခိုင်ပြည်နယ်ထဲမှာလဲပတ်နေနိုင်ပြီကြောက်ဖြူကြောက်ဖြူကိုတုတ်တိစစ်တွေကိုဝိုင်းထားတဲ့အပြင်မှာဘကိုးတိုင်းပြည်ပရောင်းအေယာဝတီမကွေးတိုင်းကပါစာစစ်ယုံတွေစီတို့ပါမာမိတ်တပ်တွေနဲ့ထိုးဖောက်ဝင်ရောက်လာတဲ့အာခတ်တပ်တော်အေဒီလိုဗျာ အကောင်မောင်းတန်နဲ့စေနိုင်ငံရေးမဟာမိတ်တည်ဆောက်မှုခန့်ခိုင်မှမှာနဲ့ရှိတဲ့တတ်တော်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကမဆက်ဆံလို့ရမတယ်လားအဲ့တော့နောက်တဲ့အရေးကြီးဆုံးအချက်ဟာအာရခတ်တတ်တော် EA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေမှသည်နိုင်ငံလုံးဆိုင်ရာစစ်ပွဲစီတို့နိုင်ငံလုံးဆိုင်ရာလွတ်မြောက်ရေးအောင်ပွဲစီတို့တည်ဆောက်နိုင်လား nationwide leadership role အာကတတော်ကြီးကဘုချုပ်ထွန်းမြင့်နိုင်ရိုက်နိုင်တာတာဝန်ကျွန်တော်တို့အင်မတန်စိတ်ဝင်စားစောင့်ကြည့်နေတဲ့အခြေအနေဖြစ်ပါတယ်နောက်တစ်ခုကပမောပမောအနီရောအဆင့်မှာပမောမျိုးသိမ့်တိုက်ပွဲကြီးပြီးလို့ပြီးခင်ဖြစ်နေပါပြီပမောမျိုးကိုတိမ့်ပိုက်လိုက်ပြီးဖြစ်ကြောင်းဆိုတဲ့ကြေညာချက်မှာကြာပြင်ကြားရမှုရှိပါတယ်စခခ23 ပြလီစွာဖြစ်သွားပါပြီ။ဒါပေမဲ့စာခါ21တဲက21တဲထဲမှာတက်မီစစ်တပ်ရဲ့မိသားစုတွေပေါ့ဗျာနော်။မိသားစုတွေကိုလူသားတိုင်းလုပ်ပေးတာကတော့လူသားတိုင်းလုပ်နေတာကတော့အင်မတန်ရှင်းလာစရာကောင်းလာပါလေ။စစ်တပ်ဟာလေစစ်တပ်ဟာလေတကယ်တွေးကြည့်ရင် စစ်တပ်လောက်မှာအမှုထမ်းနေတဲ့စစ်သားဆိုတဲ့အကောင်းကြီးရည်တကယ်တွေးကြည့်ရင်အင်မတန်ရှင်းလာစရာကောင်းလာပါတယ်ကိုမိသားစုကိုလူသားတတိုင်းလုံးကိုကိုတိုင်းကအပေခံစစ်တိုက်ရစစ်ကူပို့မရအငငက်အပြက်ပြက်နဲ့အချင်းကြီးမျိုးတွေဟာစကကက27တခုတည်းနေမဟုတ်ပါဘူးအရှိနကက4အများကြီးပေါ့ဗျာနော်ထက်ပြောမလို့အဲ့တော့ဗမောမျိုးသိမ့်တိုက်ပွဲ ပြီးလူပြီးခင်အောင်မြင်လူအောင်မြင်စေဘမမျိုးကိုတိမ့်ပိုက်လိုက်ပြီးဖြစ်ချောင်းလို့ကျင်ညာမှုနဲ့တပြိုင်နဲ့မြေကြီးနားမြောက်ပိုင်းတိုင်းမှာတက်ထိုးမဲ့အစီအစဉ်မျိုးတွေမြေကြီးနားလီဒါရှော့လိုက်တော့ ਨੇ ပြစ်ခတ်မှုဒီကနေ့ခံရပါ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကတော့အိတ်မပြော်တဲ့ညာများစွာကိုဖျက်တမ်းနေတာပေါ့ဗျာဒါနဲ့တစ်ဆက်ဆက်တည်းမှာ KIO ရဲ့အခြေအနေကိုကြည့်အောင် KIO KIA KIO KIA ဟာဗမာကိုတိုက်လာတာ၅လကျော်ကြာခဲ့ပြီလက်စတ်တ်ဖို့ဒီအပိုင်းမှာဖြစ်နေရေလန်းကုန်းလန်းစုံအတိကကြတဲ့ဗမာစစ်ကောင်စီကအင်အားဖို့တုံပြီး ခုခံနေရတယ်ဗမော်ကြိုင်တော့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ညီပီညီကြီးနာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ညီကြီးနာဝိုင်းပတ်ပိတ်ဆို့ခြင်းကိုခံရပြီမြောက်ပိုင်းတစ်ခုလုံးကျသွားပြီအာကတ်တတော်အီအီ KI ကချင်ဒူဝါရိုရဲ့အချိတ်ဆက်နေတယုံအားပိုးပြီးလဲစစ်တပ်ကပြန်တောင်းလို့ရမယ့်အခြေအနေရှိနေပါ ဲ့တော့ကချင်ပြည်နယ်သာဖက်စစ်တပ်လက်လွတ်လိုက်ရရင်တရုတ်စဉ်းစားချက် ပြောင်းကို ပြောင်းနိုင်မယ်လို့ကျွန်တော်တို့မြင်ပါတယ်ဒီနေရာမှာတရုတ်ရဲ့စဉ်းစားချက်ကိုကျွန်တော်တို့ထည့်သွင်း ပြောကြားဖို့ရှိလာပါတယ်အစမှာကျွန်တော်ပြောခဲ့တဲ့တိတ်ရှိကျွန်းတမိုင်းမကြည့်ပါဘူးမြမတမိုင်းကိုတလွဲတွေကြီးပဲပြောဆိုလာတဲ့တည်င်းတွေအောက်ချသိပြီဖြစ်မှာပါကိုသိမ့်မြက်ကလည်းပြောထားတာကိုကျွန်တော်တွေ့ရပါ ဒီသတင်းမြတ်သတင်းကိုနားထောင်ရင်းနဲ့ကျွန်တော်စိတ်ထဲမှာအတွေးပွားလာကဒီရချိုးနဲ့ဆိုရင်တရုတ်ဆုံဆုံမြုပ်နေပြီဘီလိုလူရဲ့ရာစုနှစ်ပေါင်းများစွာနာကြီးမှုမုံတီးမှုနဲ့အတူဆက်ဆံရေးဗမာမြန်မာတရုတ်ဆက်ဆံရေးမြန်မာပြည်သူတရုတ်ပြည်သူဆက်ဆံရေးပါထိခိုက်သွားလိမ့်မယ်အဲ့တော့ကိုသိမ်းမြတ်ရဲ့တိုက်တွန်းချက်ထဲမှာတော့တရုတ်နဲ့ခံတိုက်ရင်ကျွန်တော်တို့ ပို့ပြီးတော့ထိရှောက်မှုများနိုင်တဲ့အတွက်မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့တရုတ်ကိုပို့ပြီးတော့ချိကဆောင်ရွက်မှုတွေလုပ်တင်နေဆိုတဲ့အတွေ့အကြုံတစ်ခုတွေ့ရပါတယ်။ဒါကလည်းတနည်းနီလန်အဖြစ်ကျွန်တော်တို့မမားပါဘူး။စဲနေစီစဲမယ်ဆိုမယ်ပြောမယ်တော့တိုက်မယ်ခိုက်မယ်တတ်မယ်ဖြတ်မယ်ဆိုုံနဲ့နိုင်ငံကြီးတော်နိုင်ရေးခါအလုံးစုံပြီးမြောက်ချင်းမျိုးကိုမရနိုင်ဘူး။ဒါကြောင့်မို့ကျွန်တော်တို့စဉ်းစားချက်တွေထဲမှာ တရုတ်ဟာမြန်မာနိုင်ငံရေးကိုတီးရက်သားနဲ့စစ်တပ်ကိုလုံးလုံးထောက်ခံရက်တီးပြီးအကျိုးစီးပွားကိုရှေ့ရှုနေတာလားမသိကြအောင်ဆောင်နေတာလားတီးရက်သားနဲ့လုံနေတာလားဆိုတဲ့အချက်အချက်ကတော့ကျွန်တော်တို့မေးခွန်းရှိနေပါတယ်တိတ်ချကြွေးပြောဆိုချက်တွေမှဆိုရင်တချို့လည်းတော်တော်များများနားထောင်ပြီးပြီဖြစ်ပါလိမ့်မယ်စစ်တပ်ဟာတိုင်းပြည်ကိုထူထောင်လာခဲ့တဲ့ကဲတင်လာခဲ့တဲ့ဆိုတဲ့တမိုင်းမားတွေ နောက်တစ်ခုဟာမြန်မာပြည်သူလူထုဟာစစ်တပ်ကိုဘလောက်နာကြီးမုန်းတီးနေကြောင်းကိုလုံးလုံးမမရိပ်မိနေတာလားမသိကျင်အောင်စောင့်နေတာလားခါတော့အင်မတန်ကျွန်တော်အံ့ဩမိပါတယ်ဒါကြောင့်မို့တရုတ်နိုင်ငံအနေနဲ့မြန်မာပြည်ကိုချိကတဲ့ policy တွေကိုအလင်းအမြန်ပြန်လဲသုံးသပ်ရပါလိမ့်မယ်မဟုတ်ရင်တရုတ်ကြီးဝေပါလဲဆုံးတားလဲဆုံးပြီး မိရင်နှခါနာမကလေနံနှဖမင်းလေနံနှဖနင်းနဲ့မမြဝင်းလို့တက်တနာတွေအကြီးဖြစ်လာနိုင်ကြရှိပါတယ်လို့တေကူတင်ညာကနေပြောကြားလို့ပါတယ်တဖက်မှာလည်းအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တရုတ်နိုင်ငံကိုချိတ်ကပ်ထားတဲ့လက်ရှိ policy ဟာလည်းတင့်တင့်မျှတပါတယ်သို့တော့တိုက်ပွဲဝင်လို့စိတ်အမြင့်ဆုံးနဲ့ ယန္တမျိုး၅ပါးကကြီး၃ပါးမြေတရူဝဒုက္ခဒေါမနတတွေနဲ့ဖြတ်တန်းနေရတဲ့ပြည်သူလူထုကတော့စစ်တပ်နဲ့တရုတ်ကိုချီးထက်အောင်ဂျုံတဲ့အခြေအနေမျိုးကိုတွေ့နေရပါတယ်။ဒါကြောင့်မို့တချို့ကိစ္စတွေမှာတော့ပြည်သူလူထုအနေနဲ့ကျွန်တော်တို့အကောင်းဆုံးသောလမ်းကိုရွေးချယ်ပြီးနိုင်ငံတည်အတွက်အကောင်းဆုံးသောစနစ်တစ်ခုနဲ့တွားကြတဲ့နေရာမှာ လက်တွေ့မြေပြင်လောက်ကင်နေရတဲ့အခြေအနေတွေနဲ့အဆက်အဟမတည့်ပဲမတိတဲ့တရင်တွေပေါ်ထင်အောင်ထင်မှားဖြစ်မှုတွေနဲ့နားလည်မှုတွဲပြီးအားမလို့အားမရဖြစ်မှုတွေကိုတော့တဆရာတာဝန်ရှိပါတယ်ဆိုတဲ့လူတွေကအသေးအချာရှင်းပြဖို့နားလည်ဖို့ကြိုးစားရပါလိမ့်မယ်။ပြည်သူလူထုအနေနဲ့ကနေ့စဉ်တောကဒုက္ခတွေနဲ့ရင်ဆိုင်နေရတယ်။တိုက်ပွဲတွေမှာလည်း မပြည့်မစုံတဲ့ရှင်တန်တိုက်ပွဲဝင်နေတဲ့တည်င်းတွေတွေ့နေရတယ်။ဘကပပလဖပဖများရဲ့မဟုတ်တန်တရားလှုပ်ဆောင်ချက်များကိုလည်းကြားနေရတယ်။အမျိုးသားညီညွတ်ရေးအစိုးရတော်၎င်းတပ်ဆိုင်ရာတော်လှန်ရေးနိုင်ငံရေးအစုအဖွဲ့တွေရဲ့မလျော်မကန်လုပ်မှုတွေတည်င်းပြည့်ပြည့်စုံစုံမထုတ်ပြန်နိုင်ခြင်းတွေအပေါ်မှာလည်းစိတ်ပြတ်အာရုံမှုရှိတယ်။ဒီကြားထဲမှာမှ NUG ကိုထောက်ခံသူမထောက်ခံသူ န်ယူဂျီရဲ့ဖန်ရီဇာပန်ဆယ်လိုမရိုက်ရင်အဟုအဆရှိသည်ဘသူတွေဘသူတွေရန်ဖြစ်ပြီးလိုင်းပေါ်တက်ဆဲဆူနေရတယ်ကိုကြည့်ပြီးတော်လိုင်းရဲ့အပေါ်မှာစိတ်ပြအာရုံမှုတွေကြိတ်မနိုင်ခဲမရအောင်လို့အာမရဖြစ်တာတွေအတွက်ပြည်သူလူလူကိုနားလေပေးပြီးအကြေလေရှင်းပြပြည်သူနဲ့တသားတဲ့နေဆဲဆူမယိုင်းချင်းတီတော်လိုင်းရဲ့အဖြေမဟုတ်ပြန်ခံပတ်ပြီး ပြည်သူကိုမခန့်လေးစားပြောဆိုခြင်းသည်မြမတော်လိုင်းရေးကိုအနောက်ရှက်ဖြစ်စေသည်ဆိုတဲ့အချက်တွေမိမိရဲ့အန်ယူဂျီကိုထောက်ခံသောသူများမထောက်ခံသောသူများကိုချိန်လဲအောင်နိုင်ငံသမားတွေတော်လိုင်းသမားတွေကပြောဆိုရှင်းပြကြဖို့လိုပါလိမ့်မယ်ဒီကနေ့လေရှမ်းဘူပလက်ဖောင်းဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးဂျာကာလာအစီအမံရေးဆွဲရေးကော်မတီဆိုပြီးတော့ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး ချက်ချင်းပြပြတတိယနေ့ထွက်ပေါ်နေပါတယ်ဝိပန်သန်းနေညာနေတယ်ပေါ့ဗျာဒီအခြေအနေတွေနဲ့ပတ်သက်ပြီးကျွန်တော်ကိုယ်တိုင်ရန်ကုန် platform ရဲ့အစီအစဉ်အထို့မှာပါဝင်တက်ရောက်ဆွေးနွေးခဲ့တာကိုရှိပါတယ်စကလေးကပြောထားတဲ့စကားတွေအများကြီးရှိတယ်လို့နောက်ဆုံးဂျာကာလာအစီအမံရေးဆွဲရေးကော်မတီကို အတည်ပြုတဲ့နေ့အထိကျွန်တော်ပြောဆိုချက်တွေ elite နိုင်ငံရေးမဖြစ်သွားစေဖို့ ਨੇ လက်တင်ရာဇတော်ခေါ် ကိုယ့်လူကိုယ်ဆွဲထက်ဒီအခြေအနေမျိုးတွေမဖြစ်စေဖို့ဂျာကာလာအစီအမံရေးဆွဲရေးကော်မတီရဲ့နောက်ဆုံးအစည်းအဝေးမှာထိကျွန်တော်ကိုယ်တိုင်တက်ရောက်ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ပြောတိုင်းလိုက်လို့ကြမှာမှာမဟုတ်တာကိုထင်းရင်ခရင်ရွှေနှမ်းဖို့ကိုလောက်တာမှားလားမှန်လားကိုစိုက်ပြိုးတာကိုရိတ်သိမ်းကြလို့ပြီးသူလူလူကိုတစက်ကလေးမှတော့ ီမဲ့ပြုတ်မှုမပြရင်ပြည်သူလူထုကလည်းတံပြန်မှုဟာစိတ်ကောင်းစရာတွေဖြစ်လာပါလိမ့်မယ် individual ပါဝင်မှုတွေအားနည်းတယ်လို့ကျွန်တော်တို့ကသုံးသပ်ပါတယ် individual ဆိုတာတဦးချင်းဆွတ်ဆောက်ရည်မြင့်များသောပုံကူများဖို့စီယုံထိတွေ့စုဖွဲ့မှုပုံစံလေးကိုပြင်ဆင်ဖို့လိုအပ်တယ်လို့ကျွန်တော်ဆွေးနွေးမှုတွေမှာလောက်ခဲ့ပါတယ် အဓိက MP ပြည်ရဲဆိုတာပြည်သူများဆိုင်ရာအစုဖွဲ့လို့ပြောမလားနိုင်ငံရေးဆိုင်ရာတက်ကြွလှုပ်ရှားသူတွေတော်လိုင်းရေးသမားတွေမြို့ပြ UG အစရှိတဲ့သူတွေကို individual ပါဝင်လူသူများကိစ္စရက်နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ပါသေးတယ်ဒါပေမဲ့အဖွဲ့အစည်းရှိမှပါလို့ရမယ်ဆိုတာမျိုး individual ပါဝင်ဖို့အဲဒီလိုအပ်တဲ့အရေးအချင်းဆန်သတ်မှတ်ချက်တွေနဲ့လည်းအဲဒီခွဲချင်းစိတ်ဖြာထားခြင်းမရှိတလို့ပါဝင်တဲ့အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးတော့လေ လူပုဂ္ဂိုလ်အဖွဲ့ကြီးတွေနဲ့ပတ်သက်ပြီးကြည်မြင်ရတဲ့လောက်တော့ပြည်သူလူထုမျှော်လင့်တဲ့ပုံစံမျိုးတော့ဟုတ်မနေတာတော့အမှန်ပါပဲအဓိကကျွန်တော်တို့စတင်ခဲ့တဲ့အစည်းအဝေးမှာပေါ့ဒီရန်ကုန်ရန်ကုန်ပလက်ပေါင်းအစည်းအဝေးမှာကျွန်တော်ပြောဆိုချက်တစ်ခုကရန်ကုန်ပလက်ပေါင်းဆိုတဲ့စုဖွဲ့မှုကြီးကိုနိုင်ငံရေးစစ်မျက်နှာကြီးတစ်ခုဖြစ်ပေါ်လာဖို့ဆောင်ရွက်မယ်ဆိုရင်ကျွန်တော်တို့အားတက်တယ်ရောပါပါမယ်ဆိုတာမျိုးကျွန်တော်ပြောခဲ့ပါတယ်တာမန် ုတ်ချုပ်ဖို့အစီအမံတွေရေးဆွဲပြီးကြိုဖြာကင်းတဲ့ကိစ္စရမဖြစ်စေချင်ဘူးလို့လည်းကျွန်တော်ပြောခဲ့ပါတယ်ပြောခဲ့ပါတယ်ဖြစ်မလာတာဖြစ်လာတာကတော့ပြည်သူလူထုကဆုံးဖြတ်ကြပါဒါကြဖို့ platform နဲ့ပတ်သက်တဲ့ကိစ္စတွေဒီနေ့တော့ဗီဒီယိုကနည်းနည်းရှင်းမယ်ဖြစ်ဗျအကြောင်းအရာတွေကများတယ်အဲ့တော့ရန်ကုန် platform နဲ့ဆက်သက်တဲ့ကိစ္စရတွေ ဝိပန်တန်ဉာဏ်ဤတော့တစ်ဖက်မှာလည်းတရုတ်ရဲ့ကိုလိုနီစီးပွားရေးရာကိုလိုနီပြုမှုဟာကြဲကြဲပြန့်ပြန့်ကြီးဖြစ်လာနေတာကိုတွေ့ရတယ်လို့တစ်ဖက်မှာအမေရိကန်နဲ့ကုလသမဂ္ဂဘင်္ဂလားဒေ့ရှ်ဆန်ရလူသားချင်းစာနာမှုအစီအမံတွေနဲ့ရခိုင်ပြည်နယ်ကိုဝင်ရောက်လာပြီး no fly zone တတ်မှတ်ရေးကိစ္စကြီးထိုးမိလာပါတယ်နိုင်ငံရေးဆိုတာတိုက်ဆိုင်မှုမရှိပါဘူးတစ်ဖက်မှာလည်းဝိုင်းရင်နိုင်ငံရေးသမားကြီးတွေဖြစ်တဲ့ဆရာဦးချင်းမင်းတို့ကပြောနေလေဆိုတော့တကောင်းတဲ့ညမနဲ့တော့ဘူး စစ်တပ်ကပြောချင်ရပြောလုပ်ချင်ရလုပ်စစ်တပ်ဟာကိုကိုကိုကာကွယ်နိုင်စွမ်းတော့မရှိတော့တဲ့အခြေအနေမျိုးရောက်ပြီလို့ဆရာဦးကြည်မြတ်ဟာသူ့ရဲ့အတွေ့အကြုံရတဲ့ပြောခဲ့ပါတယ်စစ်တပ်ဟာကာကိုကိုကိုခုခံကာကွယ်နိုင်ဖို့တော့မနေရုံကန်နေရရပြီငါတို့ထွက်တိုက်တော့အလုံးကြီးနဲ့တိုက်တော့အုံနဲ့ချင်းနဲ့တိုက်တော့ဆိုတဲ့ပြောဆိုချက်မျိုးတွေကျွန်တော်သဘောထားနဲ့ထပ်တူကြတဲ့စကားမျိုးတွေတွေ့ရပါတယ်ဒါဝိုင်းနိုင်ငံကြီးတမားတွေတုံးသက်ချက်ဖြစ်တယ်လို့ ကျွန်တော်တို့ရဲ့အမြင်မှာလည်းဖက်စစ်တဲ့အခက်ကျွန်တော်တော်လိုင်းအချက်ဖြစ်စေခြင်းတာပါတစ်ဖက်မှာကန့်လန့်ကန့်လန့်နဲ့တရုတ်ကဘုံကြုံသေးတဲ့ဘရားကျော်ဝင်ရောက်တဲ့ကိစ္စကတော့စစ်နိုင်တိုက်ရေးနဲ့လက်ဝဲမီးပိုင်လာရင်စကားဆက်ပြောလို့ရမယ်လို့မြင်ပါတယ်ဒီအချိန်ဒီမှာတော့တရုတ်ကကန့်လန့်ချိကပ်မှုတွေဟာတရုတ်ကခါချမှာပါပဲဘာလို့လဲဆိုတော့မင်းအောင်ဖက်စစ်တဲ့အကျိုးစီးပွားအလဲထက်တွေအများကြီးလုပ်ပြီးပြီလက်ရှိမင်းအောင်လိုင်းဟာဟုတ်ပြီဖြစ်စေမဟုတ်ပြီဖြစ်စေ နိုင်ငံရဲ့30ရာခိုင်နှုန်းလောက်ထိတော့ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။နောက်တစ်ချက်ဟာသူ့လူသူ့တပ်ဖွဲ့သူ့ဘတ်တော်သားတွေကမင်းအောင်လိုက်တခွန်းဆိုရင်တခွန်းပါပဲ။တော်လိုက်ရေးဘက်မှာတော့အကွဲကွဲအပြားပြားဖြစ်နေမှုရေညီညွတ်မှုအားနည်းနေတာရေ NUG ကတခွန်းဆိုတခွန်းဖြစ်မနေသေးတဲ့အခြေအနေရေစီယုံဆောင်ရွက်မှုစုပေါင်းဆောင်ရွက်မှုဒါတွေလိုအပ်နေပါတယ်။တရုတ်နိုင်ငံကိုထပ်ပြီးတော့နောက်တစ်ခေါက်ထပ်ပြောချင်တာကຫນွေဦးတော်လန့်ရေးဟာလီ ဘယ်နိုင်ငံဘယ်အမေရိကန်ဘယ်တကောင်သားမှမြောက်ပေးတဲ့နိုင်ငံကြီးတော်နိုင်ကြီးမဟုတ်ဘူးဒီလူတွေရဲ့နှလုံးသားထဲကလာတဲ့နှလုံးသွင်းနဲ့ထုတ်စစ်ထားတဲ့တော်နိုင်ကြီး NUG ကို NUG ကိုအမေရိကန်နဲ့ပင်းနေပေါင်းနေလို့အစိတ်ကက်ချီကန်စီယာပိတ်ချီကိုကက်ချီကန်ပြည်သူတော်နိုင်ရေးကိုတော့ထိပါဖို့မစင်သားစီချင်ပါဘူးတရုတ်ကိုမုံတီးမှုအရှိန်တက်လာရင်တရုတ်လည်းမကောင်းဘူး မြန်မာလည်းမကောင်းပါဘူးအနုလက္ခဏာဆောင်စီနဲ့ရလက်တွေမလုပ်ဘူးညီမຫນွေဦးတော်လံရေးကိုအမြင်ကျကျနဲ့နားလေတိရှိနိုင်ဖို့စ조사ပေးပါလို့တရုတ်နိုင်ငံကလူကြီးမင်းများကိုကျွန်တော်တိတိကျကျပြင်းပြင်းထန်ထန်လေးလေးနက်နက်ကိုပြောချင်ပါတယ်ဆိုတော့ဟာဒါရီပြီးမှတောက်မှုကိစ္စဆက်လိုက်အောင်တော်ရန်တည်နေပြီအားလုံးလည်းသိပြီးသားဖြစ်မယ်ကေတုမတီတောင်မှုလေတက်ကိုဒီနေ့ short ရိုက်ပြီးနဲ့ထပ်ဖြစ်ပါတယ်မနေ့က မနိကအလေပိုင်းအလေပိုင်းတိုင်းစစ်ဌာနချုပ်အဲ့တော့ဒီနေ့လိုနေမျိုးနောက်တစ်ခေါက်မရတော့ဒီနေ့လိုနေမျိုးနောက်တစ်ခေါက်မရတော့ဒါကြောင့်မို့ဒီနေ့လိုနေမျိုးမှာကျွန်တော်တို့အကျိုးရှိရှိအတုံးချပြီးစစ်နိုင်တိုက်ရေး ဆောင်ရွက်ဖို့လိုပါတယ်တကယ်လဲတိုက်မြင်ကြတဲ့သူတွေရှိလို့တိုက်မယ်လို့လည်းကျွန်တော်တို့ယုံကြည်ပါတယ်အဲ့တော့ဘမုံမှာဆိုလဲတင်းပြင်းထန်ထန်တိုက်ခတ်နေပါတယ်မင်းကြောင်ကုန်းဘက်အကုန်လုံးပုံချဲခံရပါတယ်ပင်စင်ကုန်းအင်တက်ဆက်နေရာတွေကုန်ပါပြီမြို့ရဲ့၄ဘုံပုံရင်၃ဘုံတော့ဖက်စစ်တဲ့၄ကြောင်ပုံချဲမှုကြောင့်ပြတ်စီးနေပါပြီဒါကြောင့်မို့ ဖက်စစ်တပ်ဟာသူမုန်းချုပ်ရရင်မြို့ကိုဖျက်ချတဲ့အနေထားမျိုးပါအဲ့တော့မနေ့ကတောင်ကူလေးတဲ့ဒီနေ့ K2 မတည်အဲဆိုမနေ့ကတောင်ကူအလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒီနေ့တောင်ကူလေးတဲ့ K2 မတည်ကိုရွှေ့လိုက်လို့၆လုံးပြစ်ခတ်ခဲ့ပါတယ်အဲ့တော့တောင်ကူလေးတဲ့စခန်းဟာကင်းပြီနဲ့ကင်းနီရှမ်းတောင်ပကူးအစရှိတဲ့ဒေသတွေကိုလေရင်နဲ့ဘုံကျဲနေတယ် leader scan တစ်ခုဖြစ်မယ်လို့ကျွန်တော်တို့ယူဆထားပါတယ်။ငလီနံကြောင့်ပျက်စီးနေတဲ့ ila leader ကိုပြန်လည်ပြင်ဆင်နေချိန်မှာတိုက်နေရင်အချို့ကတောင်မူ leader ထဲမှာရှိနေတယ်ဆိုပြီးသိရှိရပြီး leader နှိမ်နေ mission BWM mission 36 congratulation BWM လို့ပြောရင်ဒီကနေ့မှာရန်ကုန်ပြည်နှမ်းမှာ အစစ်ဆေးတွေကျန်းနေပါတယ်။ရန်ကုန်မြို့ကနေပြည်ပကိုထွက်တဲ့အထွက်လန်းတစ်လျှောက်လောကမပုံနေနေတင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီးတာမန်စေဦးစစ်စင်မဟုတ်ဘူး။တရင်တစုံတရာရလာတယ်လို့ကျွန်တော်တို့သိရပါတယ်။ရန်ကုန်ဟာဂျာကလာအစီမံရေးဆွဲကော်မရှင်ဒီပါရီနဲ့တိုင်ပတ်နေပြီးရန်ကုန်မြို့ပြတိုက်ပွဲရန်ကုန်မြို့အား ချင်းချောက်နိုင်တဲ့စီးဆိုင်ရာပေါ်ဆောင်မှုတွေကိုတော့ရန်သူရန်သူသားတွေမျှော်လင့်နေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အဲ့တော့နေကုန်းချုပ်ဘုရားကတရုတ်နိုင်ငံထံပဲအချုပ်ပြောလိုပါတယ်။အနိုင်ကျင့်သူကိုဥညွတ်ခြင်းဟာရင်ငတ်ပြည်စီဖို့အစိတ်တောက်ခြင်းနဲ့တူတယ်ဆိုတော့စကားလိုပဲ။ ကျွန်တော်တို့ခဏတာရေငတ်ပြီဘူးအစိတ်တော့မတောက်နိုင်ပါကာလာတို့အစင်ဒီလေးဦးစားပေးပြီးစစ်တပ်နဲ့တွားပေါင်းခြင်းဟာတရုတ်မြန်မာဆက်ဆံရေးကိုနောက်ထပ်နှစ်ပေါင်းရာနဲ့ချီပြီးဆိုးရွားစွာထိခိုက်လာနိုင်တယ်လို့အထက်ထက်တတိပေးရင်ကိုမြတ်ချီကိုကိုမြင်စေခြင်းပါ သူတို့မျက်ကြီးကြမြင်ပြီးကိုယ့်မျက်ကြီးကြတော့ကိုမမြင်ဘူးဆိုရင်နှစ်ဖလုံးအနှုတ်လက္ခဏာပြမယ်အခြေအနေမျိုးရောက်လာပါလိမ့်မယ်။ကဲနောက်ဆုံးအနေနဲ့ရည်သာရှိမှတနေုံဒီကနေ့တိုက်ပွဲဖြစ်နေပါလိမ့်။မကွေတိုင်းရည်သာရှိကိုစစ်ကြောင်းထိုးလာတဲ့ဖက်စစ်တပ်ကိုမကွေရည်သူအခြေလိုက်အမှတ်2 5ရှေ့ရှေ့လင်းခတ်လိုက် အင်အားတက်လာတဲ့စစ်ကြောင်းထိုးလာတယ်ရေဒီယိုပကပကစီးကျုံတိုက်ခိုက်တယ်စိတ်ဦးထက်မနေတိတ်တယ်မိုင်းမွေးနေနင်းမိတယ်ပြောချင်တာကမတ်လဒုတိယပတ်ဒီရေဒီယိုရေလေကျိုးကိုစစ်ကြောင်းထိုးပြီးပြည်သူ၁၈ဦးထက်မနေကျေးရွာ၂၀တဲ့မနေမီးရှို့ခဲ့တဲ့ခလာရ1956 1958ဒီနေ့တက်နေလုံးဖြစ်နေပါတယ်ရေဒီယိုကြီးလေကျုံတကြော ပြည်သူလူထုများနေတကွာတော်လိုင်းတက်ဖွဲ့များစုပေါင်းညီညာတိုက်ပွဲဝင်ကြပါလို့အောင်ပွဲတန်တွေကိုနားဆွရင်တပီလုံးအားပေးထောက်ခံနေကြောင်းပြောရင်ပခုတ်ကူကတပေါင်းစုကြပြီလို့ပြည်သူလူလိုချင်တဲ့အောင်ပွဲစီတို့တပြည့်ရီချီးကပ်လာပြီဖြစ်ကြောင်းတစ္ဆကလေးမှစိတ်မပြတ်ကြနိုင်ငါလူလူကြီးဒီအောင်ပွဲဟာငါတို့အနာကပဲ དེ ཀྱི 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 ཀྱི